မြောက်ပြောတာလည်းမဟုတ်ဘူးသူစိတ်တက်ကဟိုဟာလေးပေါ့နော်ဘယ်ရမှာဆိုအားလုံးရဲ့ပုံမှာကူညီတတ်တဲ့စိတ်လေးတစ်ခုရှိတယ်ဘာလုံးဝမြားနဲ့နေလို့အများကြီးပေါ့ကြောင်ကြားထဲမှာပြန်လူတွေမသိနိုင်တဲ့အဲ့လိုမျိုးဟိုဆိုကြညီကိုဆက်ဆံရေးလည်းရှိတယ်အာဒါကြတော့ ကြာလဲကြာပြီလေခင်ဗျာလဲကြာပြီနောက်ပြီးတော့ဒီစကားရိုက်မှလည်းမဟုတ်ဘူးဒီစကားမရိုက်ခင်ပြင်ပါလေခက်ကိစ္စလေးပဲဖြစ်ဖြစ်ဒါကျွန်တော်ကမိသားစုလိုဖြစ်နေတာကျွန်တော်အခက်ခဲတွေရှိလို့ရှိရင်လည်းခွင့်ချက်ဝင်ဖြစ်ရှင်းပေးတယ်ခွင့်ချက်ခက်ခဲရှိလို့ရှိရင်လည်းကျွန်တော်ဖြစ်ရှင်းပေးတယ်ဒီလိုပေါ့တိုင်းပင်ပေါ့တိုင်းပင်ဘက်ကောတိုင်းကြီးကိုမိသားစုလိုဖြစ်နေတာ We are the world We are the world ကတော့ဘယ်လိုခေါ်မလဲဒါဟိုမြောက်ပြောတာလည်းမဟုတ်ဘူးသူစိတ်တက်ကဟိုဟာလေးပေါ့နော်ဘယ်ရမလို့အားလုံးရဲ့ပုံမှာကူညီတတ်တဲ့စိတ်လေးတစ်ခုရှိတယ်အားလုံးကငဲ့ညာတတ်တယ်ပြီးတော့သူကြောက်သူများတိတ်ကြိတ်နေတာအမေရမလို့သူမလုံးမလုံးမြောက်လည်းနေတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ပြီးတော့ညီကိုမောင်တို့မှညီကိုစိတ်ပေါ့ကျွန်တော်တို့ဒါတော့ကျွန်တော်အာစနစ်ကြော်ပေါင်းလာတဲ့အချိန်မှာခင်မင်းကွာ ဒီကတော့တငယ်ချင်းတွေပေါ့နော်တငယ်ချင်းကနေခင်မမှုတွေညီကိုတို့မျိုးစိတ်တွေခေါင်းတော်မျိုးပေါ့ကွန်ပျူတာပြောလို့ပဲတယောက်ခက်ခဲလေးရှိတယောက်မှာတယောက်နဲ့တယောက်တိုင်ပင်ပြီးတော့ဖြစ်ချင်းခဲ့ရမျိုးတွေရှိပါအဲ့တော့ကြောက်တယ်ကျွန်တော်တို့ကဟိုဟာညီကိုပဲညီကိုစိတ်နဲ့ပေါင်းနေကြတာဗျဟုတ်အများကြီးပေါ့ကျွန်တော်ဂျာထဲမှာပြင်လူတွေမသိနိုင်တဲ့အဲ့လိုမျိုးဟိုဆိုဂျာကြီးပေါ့ညီကိုဆက်ဆံရေးရှိတယ်အဲ့တော့အဓိကတော့အခက်ခဲတွေပေါ့လေနော်ဆိုတော့အခက်ခဲရှိတာပဲ ကျွန်တော်လည်းခက်ခဲရှိရကိုရင်လည်းခက်ခဲရှိရပဲဒါပေမဲ့လို့ခက်ခဲတွေရှိလာတဲ့ခင်ဗျာကြောက်ရတော့ကျွန်တော်တို့ကကိုကြီးနေစိတ်တွေရှိတယ်ပေါ့နော်အဲ့လိုပြီးတော့တကယ်ခက်ခဲဖြစ်လာကြတဲ့အချိန်ကြလို့ရှိရင်လည်းကျွန်တော်တို့ကလိုအဲ့လိုကူညီပေးကြတယ်အဲအဲ့ဒီအတွက်ကိုလည်းအပြေးပြေးကျွန်တော်တို့ကဟိုညီကိုလိုဖြစ်လာတယ်ပေါ့နော်ကတော့ကျွန်တော် TikTok ဆက်ပွင့်နေဆိုတာအဓိကဟိုကျွန်တော်ရဲ့ဟိုနေ့စဉ်ပေါ့နော်လှူရှားမှုလေးတွေကျွန်တော်ပြည့်တဲ့နဲ့အဲ့လို ဆက်သွယ်လေးလေးရကြနေပေါ့နော်အဓိကတော့အဲ့ဒါပါဟိုလိုဆော့တာတော့ကျွန်တော်တို့အဲ့လိုဆိုးလေးဆော့တာလည်းမရှိပါဘူးတခါတလေကိုယ့်အကူအဲ့လိုဖောင်းတဲ့နေဆုံတဲ့ချိန်လေးတွေမှာကျွန်တော်တို့အဲ့လိုလေဆော့ပြတာပဲရှိတာပေါ့ခဲ့ဆာရုံနာနေပိုင်းတကယ်ဆိုရင် तू အကောင်ကသူကဒါပထမဆုံးဒါ TikTok စဖွဲ့တာပေါ့နော် အဲသူရဲ့ရှေ့မှာတော့မြင်းမြတ် official ရအများကြီးပေါ့အဲအစ်စ်တော်မှာအထုလုပ်တင်နေရလူပဲရှိတယ်အဲ့တော့ကျွန်တော်တော့ပဲကြော်ညာပေးထားပါသေးတယ်ဒါသူဒါလက်ရှိဒီတကောင်ပဲတုံးပါတယ်ဆိုတော့ကျွန်တော် sharing လုပ်ပေးထားသေးတယ်ဗျအဲ့လိုမျိုးလေးပေါ့နော်အဲအကောင့်တွေကထုံးတဲ့အတိုင်းအများကြီးရှိကြတာပေါ့အကောင့်တွေအများဟုတ်တယ်အဲကလုံးတွေများလို့ကလုံးတွေရတော့မှဒီဒီအစ်စ်ကိုအထုလုပ်တင်နေကြအဲ့လိုအဲ့လိုဖြစ်နေတယ်အဲ့တော့ BB တော့ဆိုလို့ရှိရင်နှစ်ယောက်သုံးနော်ကားတဲ့ဟာလေးဒါပုံတန်လေးရှိရင်လေဟုတ်တယ်အဲ့တော့ဘူဘီညော ဒါအခုကျတော့အဲ့လိုမျိုးသိမေးတဲ့အခါကြီးကရှိပါလေကတာလေးပါလေကြောင့်အားရှိတယ်ဗောဒါကိုပြင်းကြီးအခဆရာကြီးအဲ့ဒီဒီတော့အပွက်တယ်ဆိုလို့ရှိရင်အတူအပွက်တယ်ဟုတ်ပါဘူးဟိုအဲ့လိုမျိုးတော့အရင်တော့လည်းတော့အဲ့ဒါလေးကလည်းဟုတ်တယ်ပေါ့တယ်ဟုတ်အဲဟိုဟာဗောကျွန်တော်တို့ဒီပြန်ကန်လေးလေးမှာ ော့တဝဲရလာပြီနော်တဝဲပြန်ကန်နေလေးပါဟုတ်ဟုတ်အဲ့တော့ဒီ TikTok တွေပါတိတ်မရှိသေးဘူးလေတိတ်တိတ်ခက်စားသေးဘူးအဲ့တော့ online ဒီ story တွေက Facebook မှာအရင်ပေါက်ပေါက်သွားတာပေါ့နော်ဟုတ်ကဲ့ဟုတ် baby baby ဖုန်းဖုန်းမီ our family တောင်းတောင်းဖုန်းဖုန်း family ဟုတ်ပါဘူးအဓိကတော့ အဲစီးနေအသူရရှာပေးတာပေါ့နော်အရှင်လေးကရှေ့မှာကျွန်တော်မိမထိုင်းနေထိုင်းနေတော့ကျွန်တော်ကဲကဲနေကျွန်တော်မိမကျွန်တော်နောက်ကျင်နေသေးနေကျွန်တော်လှုပ်လိုက်တာပါဘာလို့ပြောတော့ဘောပါဘယ်လိုထိုင်းနေလဲတော့အမိတယ်နော်ဖန်တစ်ခုကြီးတစ်ခုအဲဘယ်လိုဘယ်လိုဘောကိုရှာမဟုတ်ပါဘူးကျွန်တော်ထိုင်းနေလည်းမသိပါဘူးအဲဟိုအကြံပေးတာပေါ့နော်အဲအဲ့လိုအဲ့လိုလေပါကျန်ရည်နေကူနေစီရတော့မှာဟုတ်အဲ့တော့အကောင့်တွေကင်ပေးတဲ့ဒီမှာလေးတွေဒီလေးတွေရှိတယ်ပေါ့အာသူတို့က အဓိကတော့ကျွန်တော်ဟိုတွေ့တဲ့ဟာလေးတွေပေါ့အဲအဲ့လိုလေးတွေတုတ်ပြတာပေါ့။ဒါပေမဲ့ကျွန်တော်လုံးလိုက်ရင်တလွဲရည်ပြည့်ပြည့်စုံတယ်အဲ့လိုဖြစ်နေတာလေ။ဒါအရိုးစရိတ်အကြည့်မိပါသေးတယ်။ဆွတ်ပြတ်လိုက်အဲ့တော့ရည်တယ်လေဒီခါကြီးအတူတူကြရရဲ့ဟောပြတင်ဆိုတင်ထည့်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အဓိကတော့ကျွန်တော်အပျော်သဘောပါပဲအဲ့ပေါ့အမြဲတမ်းလဲစော့နေမယ်လို့လည်းမဟုတ်ပါဘူးဟုတ်ကဲ့ ကျွန်တော်အရင်တော့အဲ့လိုမျိုးတွေအဲ့လိုတွေမစောချင်လို့မှကျွန်တော် TikTok အဲ့အကောင့်တွေပိုင်းမလုပ်တော့ဘူးเนาะအခုကလည်းနည်းနည်းလေးအော်ကိုအကောင့်လေးအဲဆက်လုပ်လုပ်တယ်ဆိုတော့ကျွန်တော်အပြင်းပြေသဘောနဲ့စောချရမှာဖြစ်ရပါမယ်။ဒုံညီကိုတွေပေါ့เนาะဒါလူမြအလုပ်တွေကိုအကောင်းဆုံးပြောင်းထူထောင်နေပါတယ်။အားပေးပါလို့ပြောချင်ပါတယ်။ညီပါကျွန်တော်တို့တရှိအားပေးနေပြည့်စုံကြီးတဲ့စိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းနဲ့မြဲပြည့်စုံပါစေဆုတောင်းပေးပါတယ်ဗျာ။ဟုတ်ကဲ့ဒီကြိုက်ပါတယ်။